မင်္ဂလာပါရှင်ဇူလိုင်လ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမရင်းရက်လေးပါရှင်ဒီကနေ့မနက်ပိုင်းရရှိထားတဲ့ပုံကြည့်ရဲ့အခါမှာတော့ကပလီပင်လယ်ရင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးအားနေနေအောင်တွေ့ရပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တပြည်လုံးလိုလိုမှာတိမ်အသင့်အစ်ဖြစ်ထွန်းနေအောင်တွေ့ရှိရပါတယ်ရှင် ဆက်လက်ပြီးတော့လေတိုက်ခတ်နိုင်မှုခံမှန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။လေတိုက်ခတ်နိုင်မှုခံမှန်းချက်တွေအနည်းငယ်ကတော့ရခိုင်ကမ်းရိုးတန်းမြဝကျွန်းမကမ်းရိုးတန်းမွန်တနင်္လာရီကမ်းရိုးတန်းဒေသတွေမှာတနအီရို၈မိုင်ရာနေ၁မိုင်နှုန်းလောက်တိုက်ခတ်နိုင်ပါတယ်ရှင်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေရဲ့မိုးလေဝသခံမှန်းချက်တွေအနည်းငယ်ကတော့စစ်တွေမခွေပသိမ်ပကိုးရှမ်းကုန်မော်လမြိုင်ဖအံ့ ထဝယ်စရတယ်တောင်ပိုင်းဒေသအားလုံးလုံလုံမှာမိုးရွာဖို့အလားအလာရှိနိုင်ပါတယ်။နေရာကြက်ကြက်ရနေနေရာဆစ်ဆိတ်မိုးထချုံရနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မိုးလေဝသခန့်မှန်းချက်တွေအနည်းငယ်ရတော့ဟာခာ၊မြကြီးနာ၊မုံရွာ၊မန္တလေး၊လာရှိုး၊တောင်ကြီး၊ဟဲဟိုလိုက်ကော်စရတယ်။မြောက်ပိုင်းဒေသအားလုံးလုံလုံမှာလည်းမိုးရွာဖို့အလားအလာရှိနိုင်ပါတယ်။နေရာကြက်ကြက်ရနေနေရာဆစ်ဆိတ်မိုးထချုံရနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ မိုးအချိန်ခမန်းချက်တွေအနည်းနည်းရတော့ရခိုင်ပြည်နယ်မြောက်ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ဒေသတွေမှာမိုးအချိန်တွေက40မီလီမီတာနဲ့60မီလီမီတာနှုန်းလောက်ကျွာတော့နိုင်ပါတယ်ရှင်ဒုတိယနေ့ဘူးချိန်နေနေရတော့တနိုင်ငံလုံးမိုးရွာပေါ်လာလာရှိနေတဲ့အတွက်ကြောင့်နေ့ဘူးချိန်နေအနေငယ်ရောင်းနေနိုင်ပါတယ်။အမြင့်ဆုံးနေနေက35ဒီဂရီစင်နီဂရိတ်ဝင်းကျင်လောက်သာရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ မြန်မာပြည်လည်ပြင်ခမန်းချက်နေနေရတော့မြန်မာပြည်လည်ပြင်မှာလှိုင်းအနှဲငယ်သာရှိနိုင်ပါတယ်။လှိုင်းအမြင့်ကတော့နှစ်ပေကနေသုံးပေလောက်သာမြင့်တက်နိုင်တယ်လို့ခမန်းထားပါတယ်ရှင်။မန္တလေးမြို့နယ်ညီတော်ငါးရက်စာခမန်းချက်အနေနဲ့ကတော့လာမယ့်ငါးရက်လုံးမှာမန္တလေးမှာမိုးရွာဖို့အလားအလာရှိနိုင်တယ်လို့ခမန်းရရှိထားပါတယ်ရှင်။ရန်ကုန်မြို့နယ်ညီတော်၅ရက်စာခမန်းချက်အနေနဲ့ကတော့လာမယ့်၅ရက်လုံးမှာရန်ကုန်မှာလည်းမိုးရွာဖို့လားလာရရှိနိုင်တယ်လို့ခမန်းရရှိထားပါရဲ့ရှင်။ ဆက်လက်ပြီးတော့နေပြောင်းတဲ့ဤတွင်9ရက်စာခံမှန်းချက်အနေနဲ့ကတော့လာမယ့်9ရက်လုံးမှာနေပြောင်းမှာလဲမိုးရွာဖို့အလားအလာရရှိနိုင်တယ်လို့ခံမှန်းရရှိထားပါရဲ့ရှင်။ဆက်လက်ပြီးအာရှဒေသရဲ့မှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရဲ့ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။